မင်္ဂလာပါတည့်ရသီးမဲ့တွေအရင်ကြီးကိုပေါ်နေတဲ့အတွက်ကျွန်တော်ဖြော်ရည်လေးလှုပ်တော့ပါမယ်ရိုးရိုးလေးပါပဲဖြော်ရည်ဖြော်တဲ့အခါမှာကျွန်တော်တို့ဆက်နဲ့ကြိတ်ရပါမယ်နှုတ်စီအနေငယ်ထည့်ပြီးွားပြီဆိုရင်တော့ခရင်တမျိုးမျိုးကိုထည့်ပြီးတော့ရောပြီးကြိတ်ပြီးပါတကြားကြိုက်ရင်တကြားထည့်လို့ရပါတယ်အခုလိုဆက်နဲ့လုံးဝညက်အောင်ကြက်ပြီးွားပြီဆိုရင်တော့ရသွားပါပြီ။ရေခဲကြိုက်ရင်ရေခဲထည့်လို့ရပါတယ်။ကျွန်တော်ကတော့တည့်ရသည့်အချိုရှိရတဲ့အတွက်ကြားမထည့်တော့ပါဘူး။ခရင်နဲ့ပဲကျွန်တော်တောက်သွားပါမယ်။ တရက်တည်းကလုံးဝပျော်နေအောင်မှဲ့တဲ့အတွက်တခြားမထည့်လဲကျွန်တော်တို့တောက်ကောင်းပါတယ်အခုလိုခရင်များများနဲ့အပေါ်ကကော်ဖီမုတ်လေးနဲ့အလွယ်တကူထည့်ပြီးတော့တောက်မယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့တည့်တည်းဖြော်ကြီးလေးကအရင်ကြီးကိုတောက်လို့ကောင်းပါတယ်ရေခဲကြရင်တော့အောက်ကရေခဲလေးတွေထည့်ပြီးတောက်သုံးလို့ရပါတယ်ဒါမှမဟုတ်အခုလိုဖြော်ပြီးတော့ကျွန်တော်တို့ရေခဲတိတ္တာထဲမှာထည့်ပြီးတော့တောက်သုံးမယ်ဆိုရင်လည်းလုံးဝအဆင်ပြေပါတယ် ခရီးနီးယားမှာတခြားအဆင်ပြေရာတစ်ခုခုကိုအစားထိုးလို့ရပါတယ်ကျွန်တော်တို့ဘလို့ပဲဖြစ်ဖြစ်သိရသည့်အမဲနဲ့ဖြော်တဲ့အတွက်လုံးဝကိုတောက်လို့ကောင်းပါတယ်အားလုံးမတောက်ဘူးသေးဘူးဆိုရင်တော့ဆမ်းပြီးတော့လှုပ်တောက်ကြည့်ပါအရန်အရန်ကိုတောက်လို့ကောင်းပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်